မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ်နေပေါ်နိုင်ငံရဲ့ဝင်ကြီးချုပ်ရာဒုကနေပြုတ်သွားပြီးတဲ့နောက်နေပေါ်နိုင်ငံရဲ့ဆန္ဒပြမှုတွေကိုလေ့လာပြီးတင်ငန်းစာပေါ်ထုတ်ဖို့မင်းအွန်လိုင်းကပြောဆိုနေပြန်ပါတယ်ရန်ကုန်နဲ့မန္တလေးမြို့တွေမှာလူငယ်တွေစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ပျောက်ဆုံးမှုတွေဇက်တိုက်ဖြစ်ပေါ်နေရတဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျန်းဖတ်စစ်ကောင်းဆောင်မဲအွန်လိုင်းနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တဲ့နေပေါ်နိုင်ငံရဲ့ဝင်ကြီးချုပ်ရာဒုကနေပြုတ်သွားပြီးတဲ့နောက်နေပေါ်နိုင်ငံရဲ့ဆန္ဒပြမှုတွေကိုလေ့လာပြီးတင်ငန်းစာဖော်ထုတ်ဖို့မဲအွန်လိုင်းကပြောဆိုနေပြန်တယ်လို့သိရပါတယ်။ဒါကတော့ယမန်နေ့ကနေပြည်တော်မှာပြုလုပ်သွားတဲ့အကျန်းဖတ်စစ်ကော်မရှင်အစည်းအဝေးမှာမဲအွန်လိုင်းကိုယ်တိုင်ထုတ်ဖော်ပြောဆိုသွားတာဖြစ်တယ်လို့သိရပါတယ်။ဒါကတော့ အဂျက်ဖတ်စကောင်းဆောင်မင်းအွန်လိုင်းနဲ့အခုနှစ်ဘင်းစတာအစည်းအဝေးမှာလက်ဆွဲနှုတ်ဆက်ခဲ့တဲ့နီပေါ်နိုင်ငံရဲ့ဝန်ကြီးချုပ်ကိုစက်တင်ဘာလ10ရက်နေ့ကပဲနီပေါ်ပြည်သူတွေအပေါ်လူမှုကွန်ရက်အသုံးပြုခွင့်ပိတ်ပင်မှုကြောင့်ဂျန်စီလူငယ်မျိုးဆက်တွေကစတင်ဆန္ဒပြရာကနေအစိုးရရဲ့အကျင့်ပြတ်ခြားစားမှုတွေကိုပါစန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီးနီပေါ်ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့လည်းပြုတ်ကြတော်ပါတယ်ဒီကနေ့စက်တင်ဘာလ13ရက်နေ့မှာတော့ အဲ့ဒီနီပေါ်သမရကတရားသူကြီးချုပ်အဟောင်းကိုအိမ်ဆောင်အစိုးရဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်ပြီးဖြစ်တယ်လို့လည်းကြေညာခဲ့ပါတယ်။အဲ့ဒီနီပေါ်နိုင်ငံရဲ့ဆန္ဒပြမှုတွေကိုဂျန်စီလူငယ်မျိုးဆက်တွေကအဓိကဦးဆောင်ပြီးအစိုးရဝန်ကြီးတွေလမ်းပေါ်မှာကြောက်အားလန့်အားနဲ့ဝရုံးသုံးကထွက်ပြေးရတဲ့အထိပါဖြစ်ခဲ့ပါတယ်။အဲ့ဒီလိုနီပေါ်နိုင်ငံမှာအစိုးရတွေပြုတ်ကျသွားတဲ့အထိဖြစ်ခဲ့တဲ့ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးအကြမ်းဖက်မဲအွန်လိုင်းကဒါဟာဆိုရှယ်မီဒီယာတွေကိုမှတ်ပုံတင်ဖို့လောက်ရကနေစတင်ဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်းနဲ့ သူပြောနေကြအတိုင်းအဲ့ဒီဆန္ဒပြမှုတွေရဲ့နောက်ကွယ်မှာအင်အားကြီးနိုင်ငံတချို့ပါပါဝင်နေတဲ့ဆိုတဲ့အကြောင်းကိုပါပြောသွားပြန်တယ်လို့အဲ့ဒီနီပေါ်နိုင်ငံကဆန္ဒပြမှုတွေကိုလေ့လာပြီးမြန်မာနိုင်ငံအတွက်သင်ခန်းစာယူရမယ်ဆိုပြီးတော့ပါအကြံဖတ်မင်းအွန်လိုင်းကထုတ်ဖော်ပြောဆိုသွားတယ်လို့သိရပါတယ်အဲ့ဒီနီပေါ်နိုင်ငံဆန္ဒပြပွဲမှာနီပေါ်လွတ်တော်အဆောက်အုံနဲ့အစိုးရဝန်ကြီးချုပ်အိမ်တွေကိုပါဆန္ဒပြသူလူငယ်တွေကမိရှုလိုက်တဲ့အပြင်ဝန်ကြီးတွေကိုပါလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ မင်းအွန်လိုင်းနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တဲ့အကျင့်ပြတ်ချစားသူနေပေါ်ဝင်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ပါပြုတ်ကျသွားပါလိမ့်ခင်ဗျတဖက်မှာတော့ရခုံနဲ့မင်္ဂလိမြို့တွေမှာလူငယ်တွေစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ပျောက်ဆုံးမှုတွေဇက်တိုက်ဖြစ်ပေါ်နေတယ်လို့ကာကန်ရှင်တွေနဲ့နှိစက်သူတွေကရခုံခစ်တစ်ကိုပြောပါတယ်မင်္ဂလိမြို့မှာဆိုရင်စတင်မလာ10နှစ်ကတည်းကျွဲစေကန်ရက်ွက်တစ်လန်းက Vivo စားတော်ကုန်ကုမ္ပဏီမှာအလုပ်လုပ်တဲ့ အသက်29နှစ်အရွယ်မောင်ကျော်မျိုးသူဆိုတဲ့လူငယ်ဟာခေါင်းဝင် ရက်ကွက်အေယာထုတ်ဈေးကိုကမ္ဘာကခိုင်းစေတဲ့အလုပ်ကိစ္စတွားရောက်လုပ်ကင်တဲ့အချိန်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးပျောက်ဆုံးသွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်နဲ့နှိစက်သူတွေကပြောပါတယ်အလားတူရောင်မြို့မင်္ဂလာတုံမြို့နယ်ကတင်ငန်းကျွန်းကြီးရက်ကွက်နဲ့ပလဲမြို့တဲ့ရက်ကွက်တွေမှာလည်းလူငယ်၄ဦးပေါ်တာဆွဲဖမ်းဆီးခံရပြီးပျောက်ဆုံးနေတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခစ်တက်ကိုပြောထားပါတယ်အဲ့ဒီတဲက အသက်22နှစ်အရွယ်မောင်ပြေဆုံးဦးဆိုတဲ့လူငယ်ဆိုရင်စတေမလာ၁၀ရက်နေ့ကပဲရန်ကုန်စေယုံကြီးကိုတွားဖို့ကားငားတဲ့အချိန်ကားပေါ်မှာနောက်ထပ်သင်းယောက်ျား၃ယောက်ပါပါလာရင်းနဲ့ပေါ်တာဆွဲခံလိုက်ရတာဖြစ်ပြီးအဲ့ဒီလိုကားပေါ်ကအချိန်လေးကိုလူငယ်ကသူစိုးရိမ်တဲ့အကြောင်းမိသားစုစီဖုန်းဆက်ပြောပြီးနောက်မှာပဲထပ်ပြီးအဆက်အသွယ်လုပ်လို့မရတော့ပဲပျောက်ဆုံးသွားတယ်လို့ပေါ်တာဆွဲခံရတဲ့မောင်ပြေဆုံးဦးရဲ့မိသားစုဝင်ကပြောထားပါတယ်အလာတို့အဲ့ဒီစတေမလာ၁၀ရက်နေ့မှာပဲမင်္ဂလာတို့မြို့နယ်ပလဲမြို့တက်မှာလဲလူငယ်နှစ်ဦးပေါ်တာဆွဲဖမ်းဆီးခံရပြန်တဲ့အပြင် စတေမလာ၁၁ရက်နေ့နေ့လယ်ပိုင်းမှာလေတင်ငန်းကျွန်းကြီးရက်ွက်အတွင်းမုတ်တီပို့တဲ့အမျိုးသားတဦးပါပေါ်တာဆွဲဖမ်းဆီးခံလိုက်ရသလိုအဲ့ဒီလိုပေါ်တာဆွဲခံရတဲ့သူတွေနဲ့လည်းအဆက်အသွယ်တွေလုံးလုံးမရတော့ပဲပျောက်ဆုံးနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလေလက်ရှိအကြဖက်စစ်တပ်ကအခုလအတွင်းဖွင့်လှစ်မဲ့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်၁၆ရက်အတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်နေရမှာရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာတင်းနှီးပေါင်းစုံနဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေဖြစ်ပေါ်နေတယ်လို့မြို့နေပြည်သူတွေကပြောထားကြပါလေခင်ဗျာ တစ်ဖက်မှာတော့ဂီနီပြည်နယ်ဖရူဆိုမြို့မှာအချမ်းဖက်စစ်ကောင်စီရဲ့ခမရ၄၈တရင်နဲ့အပုတ်ခံထားရတဲ့စစ်မှုထမ်းတပ်သားတဦးဟာတယောက်တည်းနဲ့တနက်နှစ်လက်ကိုမချလာပြီးတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ဂီနီအာမီရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ၂ရက်နေ့ကပဲဖရူဆိုမြို့မှာအချမ်းဖက်စစ်ကောင်စီရဲ့ခမရ၄၈တရင်နဲ့အပုတ်ခံထားရတဲ့စစ်မှုထမ်းအပတ်စဉ်၃ဆင်းတပ်သားတဦးဟာတယောက်တည်းနဲ့တနက်နှစ်လက်ကိုမချလာပြီး ော်လာ1တက်တွေစီမှာအလင်းဝင်မှုထွက်ပြေးလာတယ်ဆိုပါတယ်။အဲ့ဒီနောက်ဒေါ်လာ1တက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားဆောင်ရှောက်ပေးထားပြီးအဲ့ဒီအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ဟာစလင်းမြို့နယ်ကဖြစ်တယ်လို့သူကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်တပ်တဲ့အပုတ်ခံရတဲ့အကြောင်းကိုပါပြောထားပြီးလက်လုံးမှာတော့သူမှာတနက်နှစ်လက်ပါပါလာတဲ့အတွက်ဂုံပြုစုငွေပါထိုက်ထိုက်တန်တန်ချီးမြှင့်မှုစီစဉ်ထားတယ်လို့ကင်းဒီအာမီရဲ့တာဝန်ရှိသူတူကပြောထားပါတယ်လက်ရှိမှာတော့အချက်ဖက်စကောင်စီတပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက် လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးဓာတွေတောက်လျှောက်လုပ်နေပြီးစစ်သားတစ်စုဆောင်းနေတယ်လို့တစ်ဖက်မှာလည်းအဲ့ဒီလိုတပ်သားတစ်စုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့ဒန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့စကိုင်းတိုင်းကနီမြို့နယ်ချောင်းမကြီးရွာကနေစုတ်ပြေးလာတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပေါင်းတပ်တွေကထပ်မံကြားပြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားနှစ်ဦးထပ်သေးသွားပြန်တဲ့အပြင်အဲ့ဒီစစ်သားမပါအလောင်းတွေစီကနေတနက်နှစ်လက်ကိုပါတင်းစီရရှိထားတယ်လို့ရင်းမာပေမြို့နယ်ပကဖကတုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ17ရက်နေ့ကပဲကနီမြို့နယ်ချောင်းမကြီးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်တပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမိုးရမှာ စစ်တပ်စစ်ကြောင်းတစ်ခုလုံးဗန်ဘွေးပြူစော်တိခြေရွာကိုစုပ်ပြေးသွားကြတယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား3ဦးသေသွားုံနဲ့မကနောက်ထပ်စစ်တုံးမှန်း4ဦးကိုပါတော်လိုင်းတပ်တွေကဖမ်းဆီးရမိခဲ့တဲ့အပြင်တနက်9လက်ကိုလည်းတင်းစီရရှိထားသေးတယ်လို့ MG အစိုးရကာကွယ်ဝင်ကြီးဌာနကလည်းထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီနောက်ချောင်းမခြေရွာကနေအထိနာပြီးစုပ်ပြေးသွားတဲ့စစ်တပ်စစ်ကြောင်းကိုပါရင်းမာပင်မြို့နယ်ပကပ ULF စစ်ကြောင်းကလမ်းကနေထပ်မံကြားပြတ်တိုက်ခိုက်ရမှာ စစ်သားနှစ်ဦးထပ်သေးသွားပြန်တဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေစီကနေ MA1 တနက်နှစ်လက်ကိုပါတော်လိုင်းတက်တွေကတင်စီရရှိထားတယ်လို့ရင်းမာပင်မြို့နယ်ပကပကထုတ်ပြန်ထားပါလေလက်ရှိစကိုင်းတိုင်းဘက်မှာဒေါ်လိုင်းတက်တွေထင်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထင်းချုပ်ခြင်းနဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေလာလာလုံနေပြီမယ်သူတို့စစ်တပ်စစ်ကြောင်းတွေသာဒေါ်လိုင်းတက်တွေရဲ့တက်ခိုက်ခြင်းမှုမှုကိုခံရပြီးပြန်ပြန်ဆုတ်ပြေးတွားရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျာ ဖက်မှာလည်းဒိန်းတိုင်းတိုင်းတည့်ချောင်းမြို့နယ်မှာဂျေရွာတွေကိုမိရှုဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လိုင်းပူပေါင်းတပ်တွေကဂျာဖျက်တက်ခိုက်ချင်းမိုးရမှာစစ်တပ်ဘက်ကအရာကန်ဘူးအပါဝဲစစ်သား၅ဦးကတော့အသေးသေးသေကုန်ကြပြီလို့ဒေါင်းညင်းတော်စစ်ကြောင်းကပြောပါတယ်ဖြစ်စဉ်ကတော့စတင်ဘလောက်9ရက်နေ့ကပဲတည့်ချောင်းမြို့နယ်ကရန်တောင်ဂျေရွာနဲ့တင်ကျွန်းဂျေရွာတွေကပြည်သူပိုင်းနေအိမ်တွေကိုဝင်ရောက်မိရှုဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒေါ်လာ၏ပူပေါင်းတက်တွေကကြားဖြတ်တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အရင်ဆုံးနေအိမ်တွင်မိရှုဖြစ်စီခဲ့တဲ့စစ်တပ်စစ်ကြောင်းကခမရ405တရင်မှုစိန်ဝင်းထိနဲ့တပည့်ဖြစ်သူဘိုးတူအပါဝင်စစ်သားတွေဟာ Honda Fit ကနဲ့အရှိကနေကြိုပြီးထွက်လာတဲ့အချိန် KNL နဲ့တောင်းညီတော်စစ်ကြောင်းပူပေါင်းပြီးတရချောင်းဘက်အရောက်မှာတက်ခိုက်ချင်းမှုအတွင်စစ်တပ်ဘက်ကအရာခံဘိုးတူအရင်ဆုံးတည်သွားတယ်ဆိုပါတယ်။အဲ့ဒီတော့နောက်ကနေထပ်ပြီးပါလာတဲ့စစ်တပ်စစ်ကြောင်းကိုပါတော်လိုင်းပူပေါင်းတက်တွေကထပ်မံတက်ခိုက်ရမှာလေနောက်တက်စစ်သား၄ဦးတ တိသွားပြန်တဲ့အပြင်ခြေတော့ပြတ်သွားတဲ့စစ်သားတဦးအပါဝင်နှစ်ဦးကတော့ပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့တောင်းညင်အောင်စစ်ကြောင်းကပြောထားပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကလက်ရောင်မြုပ်နယ်စီပင်မှာအလုတ်လုံနေတဲ့မြန်မာနိုင်ငံသားကိုအောင်ချမ်းဆိုသူဟာအမိုက်ကာဟိုက်ဒရိုလစ်ညက်ပြီးတည်ဆုံသွားမှုအတွက်စနေတကြတကြိုခွင့်ရဖို့နဲ့နေနာကြီးရဖို့ကြိုးပမ်းပေးနေတယ်လို့ AC မှာမိအဖွဲ့ရဲ့ဒရိုက်တာဦးခိုင်ကြီးကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ စတေဘလာကိုရနီကပဲထိုင်းနိုင်ငံကလက်ရောင်မြို့နယ်စီပင်မှာအလုပ်လုပ်နေတဲ့အသက်28နှစ်အရွယ်မြန်မာနိုင်ငံသားကိုအောင်ချန်းဆိုသူဟာလုပ်ငန်းခွင်အတွင်း hydraulic ညက်ပြီးတည်ဆုံသွားခဲ့တယ်ဆိုပါတယ်။သူဟာ AR တိုင်းလေးမြနာမြို့နယ်ဝါဒေါ်ခွင်ကြေးရွာကဖြစ်ပြီးစစ်မှုထမ်းမဲပေါမှုကြောင့်ထိုင်းနိုင်ငံအတွင်းတိမ်းရှောင်လာပြီးပွဲစားရဲ့ချိတ်ဆက်ပေးမှုနဲ့စီပင်မှာဝင်ရောက်လုကင်နေသူဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုထိုင်းနိုင်ငံလုပ်ငန်းခွင်အတွင်းတည်ဆုံခဲ့ရတဲ့မြန်မာနိုင်ငံသားကိုအောင်ချန်းဆိုသူရဲ့နာရီကို စနစ်တကျတကြုံခွင့်ရဖို့နဲ့နင့်နာချင်းရဖို့အတွက်ကိုပါထိုင်းရောက်မြမအလုသမားအရေးဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကလိုက်ပါကူညီပေးနေပါတယ်လို့ AAC အဖွဲ့ရဲ့ဒါရိုက်တာဦးခိုင်ကြီးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အခုလိုထိုင်းနိုင်ငံလုပ်ငန်းခွင့်အတွင်းသိဆုံးခဲ့ရတဲ့မြန်မာနိုင်ငံသားကိုအောင်ချမ်းစုသူဟာ AAR တိုင်းအတွင်းအချက်ဖတ်စစ်တပ်ရဲ့စစ်မှုတန်းတဲ့မပအောင်အုပ်ချုပ်ရေးမှုစီကိုလစဉ်စစ်မှုတန်းကြီးပေးခဲ့တာတော့စစ်မှုတန်းမှုမဲပေါက်သွားတဲ့အတွက်ထိုင်းနိုင်ငံကိုထွက်ပြေးတိမ်းရှောင်လာရင်းနဲ့ အခုလိုလုပ်ငန်းခွင်အတွင်းတည်ဆုံတွားခဲ့ရတာဖြစ်တယ်လို့လေ AC မဟာမိတ်အဖွဲ့ကပြောထားပါတယ်ခင်ဗျာတဆက်ထဲမှာပဲထိုင်းနိုင်ငံဒဲကိုရေလန်းကနေတရားမဝင်ရောက်ရင်းနဲ့ရင်းနဲ့တည်ဆုံတွားခဲ့တဲ့မြန်မာနိုင်ငံသား၃ဦးရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ဒါကတော့စက်တင်ဘာလ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံကချနာပူရီ KI မှာထိုင်းနိုင်ငံဒဲကိုရေလန်းကနေတရားမဝင်ရောက်ရင်းနဲ့ရင်းနဲ့တည်ဆုံတွားခဲ့တဲ့မြန်မာနိုင်ငံသား၃ဦးရဲ့ရုပ်အလောင်းကို ဘာဂျီယာလောင်ကွန်ရေလောင်ကန်တဲမှာထိုင်းအာနာပိုင်းတွေကတွေ့ရှိခဲ့တယ်ဆိုပါတယ်။အဲ့ဒီရုပ်လောင်တွေဟာစတင်ဘာလ9ရက်နေ့ညပိုင်းကပဲထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ရေလန်းကနေဝင်ရောက်လာတဲ့ရွှေပြောင်းမြန်မာနိုင်ငံသား22ဦးပါလှေဟာတင့်ငုံနဲ့တိုက်မိပြီးမြန်မာနိုင်ငံသား3ဦးရေတဲပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီလိုထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာရင်ရေနဲ့သေဆုံးသွားခဲ့တဲ့မြန်မာနိုင်ငံသား3ဦးရဲ့ရုပ်လောင်တွေဟာအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးဖြစ်ပြီး ရင်ခွဲစစ်ဆေးမှုတွေလှုပ်ဆောင်မှုအတွက်စံခလဘူရီဆေးယုံကိုပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။ဒါအပြင်အဲ့ဒီလိုရေထဲပြုတ်ကျတိုက်ဆုံသွားတဲ့မြန်မာနိုင်ငံသား၃ဦးကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေတွေကိုစံခလဘူရီရဲစခန်းကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်မဲအွန်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တိုင်းပြည်ရဲ့စီးပွားရေးကြဆင်းမှုတွေနဲ့အတူအလောက်ကန်ရှာပါမှုတွေအပါအဝင် ပြည်တွင်းပဋိပက္ခတွေကြားမှာအထွေထွေချက်တဲမှုတွေရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံသားတွေဟာစစ်တရဲစစ်မှုတမ်းကိစ္စနဲ့အတင်းကျပ်စစ်သားစုဆောင်းဓာတ်တွေပါခံနေရတဲ့အတွက်ပြည်ပထွက်ခွာမှုတွေများပြားလာနေရမှာအိန္ဒိချင်းထိုင်းနိုင်ငံကိုပါနီလန်မျိုးစုံနဲ့ဝင်ရောက်မှုတွေမြင့်တက်နေပြီးထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုတွေလည်းခံနေရသလိုအခုလိုတရားမဝင်ဝင်ရောက်ရင်းတဲ့လူသေးဆုံးမှုတွေပါဖြစ်ပေါ်နေတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျ ုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ